ားလုံးမင်္ဂလာပါကျွန်တော်တို့ဒီကနေ့2025ခုနှစ်စက်တင်ဘာလ29ရက်မြန်မာတက္ကသိုလ်1389ခုနှစ်သတင်းကျွလာသန်း8ရက်သတင်းနာနေ့ရဲ့မိုးတဲ့12နာရီချိန်အထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီတော်လန်နေ့တက်ပါလို့ပြည်သူပေါင်းနှုတ်ခွဆက်တာပါတယ်ခင်ဗျာဒီကနေ့မှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့မုံရပသိမ်လမ်းမှာအကြမ်းမဆက်ရှုံးကောင်စီတက်ရဲ့ကားတစ်စီးကိုပြစ်ခတ်သိမ်းဆီးနိုင်ခဲ့ပါတယ်ဂရင်းနီပြည်နယ်ကိုတော့ဆက်ရှုံးကောင်စီတက်ကစစ်မျက်နှာ၃ခုဖြန့်ပြီးတော့ထိုးစစ်ဆင်နေပါတယ်ခင်ဗျာ လက်ရှိအချိန်ထက်ရှေ့လာမယ့်အချိန်ကပိုပြီးတော့ခက်ခဲပါလိမ့်မယ်ဆိုပြီး KNDF စီရေးချုပ်ခရီးတူကလည်းသတင်းစကားပါထားပါရခင်ဗျာကရင်လက်နက်ကိုင်၃ပွဲ့တွေ့ဆုံဆွေးနွေးနေကြပါတယ်တရားနယ်ကိုကျမ်းမဆေရှုံးကောက်စီတက်ကအစိမ့်ဝေးဘုံကျတဲ့အတွက်ရဲဘော်၃ဦးစေကူတမှုခံယူနေရပါတယ်ထိုင်းမှာပွဲစားတွေလိမ်လည်မှုများလာကြောင်းနဲ့အလိမ်မခံရအောင်ဘာတွေလုပ်တင်လဲလိမ်သွားရင်ငွေပြန်ရဖို့ ဘယ်ကိုတိုင်ရမလဲဆိုတဲ့အကြောင်းအရာကိုလည်းနားဆင်ရပါပါဒီသတင်းလေးနဲ့အတူထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုတင်ဆက်ပေးမှာပါခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပသိမ်မိုးရွာလမ်းမှာအကြမ်းဖက်ဆစ်ရှုံးကောင်စီတပ်ရဲ့ကားတစ်စီးကိုပြစ်ခတ်သိမ်းဆီးနိုင်ခဲ့ကြောင်းဗမာပြည်ကာကွယ်ရေးတပ်ကဒီနေ့စက်တင်ဘာ29ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါရခင်ဗျာစက်တင်ဘာလ28ရက်နေ့ည7:00နာရီချိန်မှာမင်းတုံးမြို့ဘက်ကနေအင်စီကအနောက်ရောင်တစ်စီးဟာပသိမ်မိုးရွာလမ်းအတိုင်းကြောက်တိုင်စခအထိုင်းစခန်းဘက်ကိုမောင်းနှင်လာခဲ့တာလို့သိရပါဗျာ ညနေ6:00နာရီနောက်ပိုင်းမော်တော်ယာဉ်တွေဖြတ်တန်းခွင့်ပိတ်ပင်ထားတဲ့လမ်းမယူဖို့ကိုညဘက်မောင်းနေလာတာပါအဲ့ဒီကားကိုမင်းတို့မြို့နယ်ကြောက်တန်ကျေးရွာအနီးမှာစစ်ဆေးဖို့တားဆီးခဲ့ရမှာရက်တန့်ပေးတာမရှိဘဲလုံခြုံရေးတာဝန်ကြရဲဘော်တွေကိုစတင်ပြစ်ခတ်ပြီးတော့မောင်းပြေးခဲ့တာလို့သိရပါတယ်ပြစ်ခတ်ခံရမှာသာအချမ်းပတ်စစ်အုပ်စုစီးနှင်လာတဲ့ကားဖြစ်ကြောင်းသိခဲ့ရပြီးပြန်လည်ပြစ်ခတ်ခဲ့ရမှာကားပေါ်မှာလိုက်ပါလာတဲ့အချမ်းပတ်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေထိခိုက်ဒဏ်ရာတွေနဲ့ခုခံထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ် အကြမ်းဖက်စစ်ကြောအုပ်စီတပ်သားတွေကဒဏ်ရာတွေနဲ့ထွက်ပြေးသွားကြပြီးအနောက်ရောက်အင်စီကတစည်း၄၀မမဘုံသီး၅လုံး equipment တစ်စုံဘုံတလုံးပတ်ဆံအိတ်တလုံးပတ်ဆံ၂သိန်း၆၀၀ကျပ်လက်ထိပ်တစ်စုံတို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။ထွက်ပြေးလွတ်မြောက်သွားတဲ့အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကိုည၇နာရီချိန်လောက်မှာမင်းတို့မြို့က light tracker တစည်းနဲ့အကြမ်းဖက်စစ်ကြောအုပ်စီတပ်သားတွေကအင်အားအပြည့်နဲ့စမ်းကြီးကြီးရွာနီးမှာလာရောက်ခေါ်ဆောင်သွားတယ်လို့သိရပါတယ်ခင်ဗျာ။စစ်ပွဲကလာဒေတာရင်းပြည်သူတွေရဲ့လုံခြုံရေးအတွက်လမ်းစည်းကမ်းတွေကိုလိုက်နာပေးဖို့ဗမာပြည်ကဝေးတပ်ကနှိုးဆော်ထားပါတယ်။ လမ်းစီကန်းတွေကိုခီးသွွားပြည်သူတွေအနေနဲ့လိုက်နာမှုအားနည်းနေသေးပြီးမင်းညာဖြစ်စင်မှာလဲပြည်သူကဖြစ်ရင်ထိခိုက်နစ်နာမှာကိုစိုးရိမ်နေတဲ့အတွက်ညအမောင်းနဲ့မောင်းလာတဲ့ရန်သူမိတ်ဆွေမကွဲတဲ့ကားကိုလက်ပြပြီးတော့တားဆီးခဲ့ရတဲ့အတွက်လုံခြုံရေးတာဝန်ကြီးရဲဘော်တွေအသက်အန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရသလိုအကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကိုလည်းလွတ်မြောက်သွားစေခဲ့ပါတယ်ဆိုပြီးဗမာပြည်ကာကွယ်ရေးတပ်ကရှင်းပြထားပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဂရင်းနီပြည်နယ်အတွင်းကိုဝင်ရောက်နိုင်တဲ့ဆက်ရှုံးကောင်စီတပ်က စစ်မျက်နှာသုံးခုဖွင့်ပြီးအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်နေကြောင်းဂရင်းနီမျိုးသားများကာကွယ်ရေးတပ် KNDF ကမနေ့ကစက်တင်ဘာ28ရက်နေ့မှာထုတ်ပြန်ပြောဆိုထားပါတယ်အနာဒိသရှုကောင်စီတပ်ဟာနေမြေပြန်လည်ရရှိပြီးခဲ့တဲ့ဩဂတ်လ10ရက်နေ့ကစတင်ပြီး Greeny ပြည်နယ်ဒမော့ဆိုမြို့နယ်ကိုစစ်ကြောင်းထိုးခဲ့ပြီးဒမော့ဆို Fruzo လမ်းမကြီးကိုရရှိပြီးတဲ့နောက်ဗိုလ်ကဲဘက်ကိုဇက်တိုက်ထိုးစစ်ဆင်နေကြောင်းပြောဆိုထားပါတယ်။ ရှန်ဂရီနယ်သမိုးပြမြို့အနီးမှာလည်းသေချုံကောင်စီတပ်ကစီရင်လှုံ့ရှားမှုတွေပြုလုပ်ပြီးဒေသခံပြည်သူတွေကိုဖမ်းဆီးနှိပ်စက်ထားတွေကိုပြုလုပ်နေကြောင်းအတည်ပြုထားပါတယ်။လာလူပဲဖေကုံမြို့နယ်မှာလည်းတောင်စလုံးကျေးရွာဘက်မှာလည်းပအုပ်ပြည်သူစစ် PNO နဲ့ပူးပေါင်းပြီးတော့သေချုံကောင်စီတပ်ကစစ်ကြောင်းဖြန့်ကျက်ပြီးတော့လှုံ့ရှားနေတယ်လို့သိရပါတယ်။ဓမ္မဆုမြို့နယ်ဒေါကခါရောက်ွက်ကိုစစ်တပ်ကအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးလာပြီးအနီးမှာရှိတဲ့ကျေးရွာတွေကိုလေကြောင်းလက်နက်ကြီးဒရုန်းတိုက်ခိုက်မှုတွေပြုလုပ်နေကြောင်းလည်းဖော်ပြထားပါတယ်။အဲလိုမျိုးစစ်တပ်ကထိုးစစ်တိုက်ခိုက်မှုတွေကြောင့် တော်လိုင်းဘွဲ့တွေနဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ပြည်သူတွေအနေနဲ့လုံခြုံရေးသတိရှိဖို့နဲ့နေမြေခံတော်လိုင်းတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေကိုလိုင်းနာဆောင်ရွက်ကြဖို့လဲတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာလက်ရှိအခြေအနေထက်ရှစ်လာမဲ့အခြေအနေကပိုပြီးတော့ခက်ခဲပါလိမ့်မယ်ကျွန်တော်တို့ရဲ့အောင်မြင်မှုကအခက်ခဲသင်ခေါ်မှုနဲ့ဆင်းရဲဒုက္ခတွေကိုဘယ်လောက်ထိတောင့်ခံနိုင်မလဲဆိုတာနဲ့ဓာတ်ရိုက်ချိုးကြပါတယ်စိတ်တက်ကြဖို့မဟုတ်ပါဘူးကြိုတင်ပြီးတော့ပြင်ဆင်စရာတွေပြင်ထားပြီးအရင်တက်ပိုတန်ပါတဲ့သူတွေအနေနဲ့နောက်တစ်ပံပြန်လာနိုင်ဖို့ပါဆက်ပြီးတော့ အတူတူယုံကြတာပေါ့ဆိုပြီးဂရနီမျိုးသားမြောက်ကဝဲတက်ဖွဲ့စီရေးချုပ်ခရီးတူကလည်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်ပြည်သူကိုအတိပေးပြောဆိုထားပါတယ်ခင်ဗျာ DNL တက်ဖွဲ့ဝင်တွေကိုအကြမ်းဖက်စစ်ကြောကောင်စီကအစိမ့်ငွေဘုံကျက်ပြီးတော့တိုက်ခိုက်တဲ့အတွက်ရဲဘော်သုံးဦးစေကူတမှုခံယူနေရတယ်လို့သိရပါတယ်သတင်းပြည်စုံကိုကြည့်အောင်ပါခင်ဗျာအကြမ်းဖက်စစ်ကြောကောင်စီတက်က DNL တက်ဖွဲ့တွေရှိရာကိုအစိမ့်ငွေသုံးဘုံသီးတွေကြိုက်ချတိုက်ခိုက်ခဲ့တာကြောင့် DNL ရဲဘော်သုံးဦးစေကူတမှုခံယူနေကြရပါတယ် တယ်မလာ28ရက်နေ့မှာရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်လုံဝဲကျေးရွာကိုအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ကလေကြောင်းကနေဘုံ30လုံးနဲ့အစိမ့်ငွေဘုံ3လုံးလာရောက်ကြားချတိုက်ခိုက်ခဲ့ကြောင်းတရားနယ်သတင်းမြန်မာရေးကမနေ့ကထုတ်ပြန်လာပါတယ်။အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ရဲ့အစိမ့်ငွေဘုံတန်ကြောင့်တရားနယ်တပ်ဖွဲ့ဝင်တွေမှာမူဝေဒါ၊အော်အန်နာ၊မအီမတာပြစ်တာ၊မောပန်းနာအသက်ရှူမြန်ဆန်တဲ့လက္ခဏာတွေကိုခန်းစားရတဲ့အပြင်တပ်ဖွဲ့ဝင်3ဦးလည်းဆေးရုံမှာစေကူတမှုခံယူနေကြရတယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်။အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ရဲ့ထုတ်စစ်ဆင်တိုက်ခိုက်မှုကြောင်း တောင်မဲမြို့နယ်မှာရှိတဲ့လုံဝဲတောင်စေးလိတ်နဲ့စကန်းသာကျေးရွာကြားနောင်ချုံမြို့နယ်မှာရှိတဲ့စိတ်ဖူးကျေးရွာနဲ့ဘန်ကားချောင်းအနီးမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။ဒါ့အပြင်ဂျမတ်ဆစ်ချုံကောင်စီတပ်ဟာလုံဝဲကျေးရွာတွင်ဝင်ရောက်ခဲ့ပြီးနေအိမ်တွေကိုလည်းမိရှုဖျက်ဆီးခဲ့ပါသေးတယ်ခင်ဗျာ။ပြည်သူတွေအနေနဲ့ဂျမတ်စစ်ချုံးကောင်စီရဲ့ဘုံကျတိုက်ခိုက်မှုတွေရှောင်ရှားနိုင်မှုစည်ရီးတရီအမျက်ရှိဖို့လိုအပ်ပြီးလေကြောင်းရံကနေကာကွယ်နိုင်မှုလေကြောင်းရံကာကွယ်ဆိုင်ရာနေလည်နေကိုလည်းလိုက်နာဆောင်ရွက်ဖို့လိုအပ်ကြောင်း TNL သတင်းမြန်မာရေးဌာနကအသိပေးထုတ်ပြန်ထားပါရခင်ဗျာ ောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကြောင်ရာကတော့အာနာသိစစ်ရှုံးကောင်စီရဲ့ရွေးကောက်ပွဲကိုအားပေးထောက်ခံနေတဲ့ကရင်လက်နက်ကိုင်အဖွဲ့၃ဘွဲ့ရဲ့တွဲဆုံဆွေးနွေးပွဲကိုကရင်ပြည်နယ်အမှတ်နှစ်စစ်ဒေသဌာနချုပ်တိကရဲရုံးခန်းနေရာမှာစတင်မ28ရက်ကပြုလုပ်ခဲ့တယ်လို့သိရပါတယ်။တွဲဆုံပွဲမှာကရင်ပြည်နယ်နေကြားဆောင်တဲ့ BGF KNA ဒီမိုကရေစီကြိုးပမ်းကရင်တပ်မတော် DKBA နဲ့ KNU ခွဲထွက်အဖွဲ့ဖြစ်တဲ့ကရင်ငြိမ်းချမ်းရေးကောင်စီ KNU KNLA PC တာဝန်ရှိသူတွေတက်ရောက်ခဲ့ပြီးစစ်ဘေးရှောင်တွေအရေးဒေသဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာအနာသိစစ်ချုပ်ကောင်စီတပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုဝင်းရံပေးသွားမယ်လို့ DGPA ကပြောကြားထားတယ်လို့ BGF ကလည်းစစ်တပ်ရဲ့ရွေးကောက်ပွဲကိုကူညီသွားမယ်လို့ထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျာထိုင်းရောက်မြန်မာလူသားတွေအတွက်အထူးသတင်းတရက်ကိုတင်ဆက်ပေးချင်ပါတယ်ထိုင်းရောက်မြန်မာလူသားတွေအနေနဲ့ အလုတ်လျှောက်ရမှာစမတ်ကြီးလို့ခေါ်တဲ့ပွဲစားကအစမတန်ပေးနေရတာတွေအလိန်ခံရတာတွေနဲ့ပတ်သက်လို့ MAC ထိုင်းရောက်မြန်မာလုံသားကုညီစောက်ချောက်ရေးဖွဲ့တာဝန်ခံကိုရဲမင်းကအခုလိုမျိုးပြောဆိုလာပါတယ်။လိန်လယ်မှုတွေကိုအများဆုံးတွေ့ရတာဟာလူသုံးများတဲ့ social media တွေဖြစ်တဲ့ Facebook နဲ့ TikTok ကနေဖြစ်တယ်လို့ပြောဆိုထားပါတယ်။လိုင်းပေါ်မှာတွေ့တဲ့ပွဲစားတွေကိုယုံကြည်မှုလွန်ကဲတာတွေမရှိတဲ့အလုံယုံကိုလက်ညှိုးထိုးပြတာတွေအလုံယုံတွင်မှာလူသားလိုအပ်ချက်မရှိဘဲစက်ယုံတွင်မှာရှိတဲ့စည်ရေးမှနဲ့ပွဲစားပေါင်းပြီးတော့လိန်လယ်မှုတွေရှိကြောင်း ိုရမင်းကပြောဆိုထားပါတယ်။လိမ်လည်မှုဖြစ်စဉ်များစုကတော့အလို့သမားတွေနေနဲ့ပွဲသားရဲ့အချက်လက်တွေကိုမသိရှိရတာကြောင့်ပွဲသားတွေနဲ့ဆက်သွယ်ပြောဆိုထားတာတွေငွေစင်းပတန်းတွေကိုစနစ်တကျတက်သေးယူထားကြဖို့လဲအကြံပြုပြောဆိုထားပါတယ်။အလိမ်မခံရအောင်ဘာတွေလုပ်သင့်လဲလိမ်သွားရင်ငွေပြန်ရဖို့ဘယ်ကိုတိုင်ရမလဲဆိုတဲ့အကြောင်းကိုကိုရမင်းကရှင်းပြထားပါတယ်ခင်ဗျာ။အခုလက်ရှိဒီထိုင်းနိုင်ငံမှာဒီစမတ်ခအလောက်လျှောက်တဲ့အခါမှာစမတ်ခပေးရတာ၄ ီပွဲစားကပေါ့ပွဲစားကတွေပေးရတာတွေစသည်ဖြင့်ဒီရုပ်စမကပေးရတာနဲ့ပတ်သက်ပြီးတော့အချိန်ချင်းလိန်ခံနေကြရတယ်တော်တော်လေးကိုလိန်ခံနေကြရတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုပြောမယ်ဆိုရင်ဒါဟိုလိုင်းမော်ကလိုင်းမော်မှာတွေ့တဲ့ဒီအဓိကဟိုပွဲစားတွေပေါ့နော်အဓိကလိုင်းမော်မှာတွေ့တဲ့ဒီပွဲစားတွေကိုဟိုယုံကြည်မှုဟိုလွန်ကဲတာအဲပြီးတော့ဒီပွဲစားတွေရဲ့အပြောကောင်းတာစသည်ဖြင့်အခုဆိုရင်ဒီဆိုရှယ်ပေါ်မှာရောဟိုတစ်တော့ပေါ်မှာရောပုံစံမျိုးစုံနဲ့ပြော ဟိုပြောကောင်းကောင်းနဲ့ပြောအဲပြီးရင်ဒီမရှိတဲ့အလုပ်ရုံလက်ညှိုးထိုးပြအဲပြီးရင်တချို့ကြလည်းအလုပ်ရုံတော့ရှိတယ်အလုပ်လူမလို့ဘူးအတွင်းထဲကအလုပ်ရုံအတွင်းထဲကစေးမားနဲ့ပွဲစားနဲ့ပေါင်းပြီးတော့အပြင်ပွဲစားနဲ့ပေါင်းပြီးတော့စားတယ်အဲပြီးတော့တချို့ကြလည်းဖြောင်းအောင်လိန်တယ်တချို့ကြလုံးမရှိဘဲနဲ့ကိုလိန်တာအဲ့လိုမျိုးလိန်လည်မှုတွေဖြစ်စင်နေထောက်လျှောက်ဖြစ်နေတယ်အဲဖြစ်နေတယ်ဆိုတော့အဲ့ဒီဖြစ်နေတဲ့ဒီလိန်လည်မှုဖြစ်စင်နေ မှာကြည့်လိုက်မယ်ဆိုရင်အလုတ်မားတွေကဒီပွဲစားရဲ့အချက်လက်ကိုမရတာများတယ်ဒီပွဲစားရဲ့ပွဲစားရဲ့ဒီနောက်ဆုံးဟိုဓာတ်ပုံတချို့မရဘူးအဲပွဲစားနဲ့ဟိုဥစားပြောထားတဲ့အချက်လက်တွေမရဘူးဘလို့ငွေပေးလဲဆိုတဲ့ငွေကြေးပေးတဲ့တက်တွေမရဘူးအဲ့တော့ဒီလိုမျိုးပွဲစားတွေကိုငွေကြေးပေးတဲ့အခါမှာဒီစနစ်တကျနဲ့တက်တွေအချက်လက်တွေလည်းလိုလိုလိုအပ်တယ်ပေါ့နော်ထိုင်းနိုင်ငံမှာပွဲစားတွေအများကြီးရှိတယ်သူတို့ရဲ့ချက်လက်ကိုမပေးနိုင်တဲ့ပွဲစားကိုဓာတ်ပုံ ကိုဓာတ်ပုံရိုက်ခွင့်မရတဲ့ပွဲသားဆိုရင်အဲ့ဒီပွဲသားနဲ့ဆောက်လုပ်ကိုမလုပ်နဲ့တော့နော်အဲ့ဒါကိုလိမ်မဲ့ကောင်လို့တာမှတ်လိုက်တော့နော်ထိုင်းနိုင်ငံမှာပွဲသားတွေပုံကြီးရှိတယ်နော်အဲ့တော့ပြောချင်တာကထိုင်းနိုင်ငံမှာရှိနေတဲ့မြန်မာလူသားတွေအဲပြီးတော့ဒီအလုံးစမတ်တာနဲ့ပတ်သက်ပြီးအချင်းချင်းလိန်ခံနေရတဲ့သူတွေဒီ line ပေါ်မှာတွေ့တဲ့ပွဲသားတွေကိုယုံကြည်မရှိပါနဲ့ဒီ TikTok ပေါ်မှာတွေ့တဲ့ပွဲသားတွေ social ပေါ်မှာတွေ့တဲ့ပွဲသားတွေ Facebook မှာတွေ့တဲ့အဓိက online ပေါ်မှာတွေ့ပြီးတော့သူဘယ်မှာနေမှန်းလဲမသိဘူး ဘာလုံမှန်းလဲမသိဘသူဘယ်ဝါမှန်းလဲမသိတတိချက်လက်လဲဘာမှမရှိအဲ့လိုအခြေအနေမျိုးတွေနဲ့ကြည်ပဲအအမှုရုံးလာလိုက်ပြီဆိုတော့ MAC မှာကိုရမင်းတို့ MAC မှာမိဖွဲ့မှာဆိုရင်အဲ့လိုမှုမျိုးတွေကလာစဉ်နေ့စဉ်လာစဉ်မဟုတ်နေ့စဉ်ကိုဒီအမှုတွေရှိနေတယ်ရုံးဖုံး၅လုံးမှာအဲ့အဲ့ဒီမှုကမဝင်တဲ့နေ့ဆိုတာမရှိဘူးဒါပေမဲ့ကြည်မေးလိုက်ရင်လည်းဘာချက်လန်းမှမရအောင်နောက်ဆုံးပွဲစား Facebook ဘလော့သွားရင်တခုဖုန်းနံပါတ်ဘလော့ဝင်ပြီးွားပြီဇလန်းတိန်သွားအောင်အဲ့တော့ ဒီလိုမျိုးလိုင်းမော်ကနေပြီးတော့အပြောကောင်းကောင်းနဲ့ပြောနေတဲ့ပွဲစားတွေကိုယုံကြည်မှုထားနေတာတွေယုံနေတာတွေကိုလည်းတကယ်အံ့ဩဖို့ကောင်းတယ်ဒါဟိုကိုကိုကိုလိမ်မဲ့သူကိုကိုကအကူကသွားပြီးတော့ဖြစ်ပြက်နေယုံနေတယ်ဆိုတဲ့သဘောမျိုးကိုဖြစ်တော်တော်များအောင်ဆစ်လိုက်မယ်ဆိုရင်နော်အဲ့တော့မှန်ကန်တဲ့အကျိုးဆောင်တွေကိုအကောင်းဆုံးရှာနိုင်ပါလေကိုရဲမင်းတို့တွေလည်းမှန်ကန်တဲ့အကျိုးဆောင်တွေကိုမှန်တဲ့ဆက်ယုံတွေကိုတစ်ခါကျတင်ပေးနေရရှိပါတယ်ကိုရဲမင်းဆိုရင်ဒီမှန်ကန်တဲ့အကျိုးဆောင်အေဂျင်စီရှိရင်တင်ပေးတယ် ပေါ့နော်တင်ပေးတယ်စိတ်ချယုံကြည်ရတဲ့ agency မျိုးเนาะဒါတင်ပေးခဲ့တယ်ကွယ်မင်းဆိုရင်အဲ့တော့ကြည်ပါနမကန်နဲ့အကျိုးဆောင် agency တွေထိုင်းနိုင်ငံမှာအများကြီးရှိပါတယ်မန်ကန်နဲ့ဟိုပွဲစားတွေအကျိုးဆောင်တွေလည်းအများကြီးရှိတယ်အဲ့လိုလိန်မို့ကအများန်းစဉ်းစားနေတဲ့ဝဲသားတွေလည်းအများကြီးရှိတယ်เนาะအများန်းလိန်မို့ကစဉ်းစားနေတဲ့ဝဲသားတွေအပြီးတော့သူများတွေရဲ့ချွေးနေစာကိုဟိုပြောရမယ်ဆိုရင်အချိန်မြွေးလိန်ယူရဲတဲ့သူတွေအများကြီးထိုင်းနိုင်ငံမှာရှိတယ် ဲ့လိုလူတွေရက်သားကောင်မဖြစ်ဖို့အတွက်မိမိတို့ကိုယ်တိုင်လည်းတတိညာမိကတို့ထားပြီးတော့အတိညာနဲ့တေချာလောက်အောင်ဖြစ်တယ်အဲ့တော့ထိုင်းရောက်မြန်မာနိုင်ငံသားတွေဒီတခြားတစ်စိမ့်တယောက်ကိုပတ်စံပေးမယ်ဆိုပေါ့ပေါ့ဆဆမပေးပါနဲ့ပေါ့နော်ကိုဘက်ကစနစ်တခြားနဲ့တေချာတတ်တဲ့ချက်လက်ခိုင်းမှာဆိုတာယူပြီးတော့မှပေးပါဟိုတချို့ဆိုရင်လာလိုက်ပြီဆိုဒီပွဲသား ရဲ့အချက်လက်ဘာမှမရှိတော့ဘူးဒါဆိုကျွန်တော်တို့အနေနဲ့တော်တော်လေးကိုလောက်ကန်ရတာခက်တယ်ပေါ့နော်အမှုတွေကိုအဟိုဒီနေ့ရလိုမျိုးဝဲသားရဲ့ချက်လက်တွေဝဲသားရဲ့ passport မိတူတွေစသဖြင့်အဲ့လိုမျိုးယူလာတယ်နောက်ဆုံးဝဲသားစီးနေတဲ့ဆိုင်ကယ်မှာ yes scan တုံးယူလာတယ်ဒါမျိုးတွေဒါမျိုးတွေကဟိုဥမာသူများပြည်စီယူလာတော့ဥပဒေနဲ့တော့မညီဘူးဒါမဲ့အဲ့လိုကွက်တွေလဲပြောမယ်ဆိုရင်စာအုပ်ကြီးတိုင်းမဟုတ်ပဲလှုပ်လို့ရတယ်နော်ဝဲသားစီမှာဘာပစ္စည်းရှိလဲယူလာလို့ရ yes scan လာပြီး yes scan ခေါ်ရှင်းရတယ်ဘာမှဖြစ်ဘူးနော်ဟိုဆိုလိုတာကတော့ဟို ူများပစ္စည်းယူတာကတော့ဥပဒေအရညှင့်ရင်တော့ခံရတာပေါ့ဒါပေမဲ့အဲ့ဒါကြီးကိုကြောက်နေစရာမလိုဘူးနော်လိန်ထားတဲ့ကောင်ကဘယ်လိုလဲကျွန်တော်တို့လိုဂျားနေဖွဲ့စည်းတွေရှိတယ်ပြီးတော့ဒီ yes scan တာဝန်ခံတွေရှိတယ်ရဲရဲပိုင်းတွေရှိတယ်စသဖြင့်ရဲမှုပိုင်းတွေရှိတယ်ဒီလိုမျိုးအမှုတွေကိုတိုင်တွေတဲ့ခါမှာဒါမျိုးတွေလည်းတခါကြီးလှုပ်လို့ရတယ်ဆိုတော့ဒါအမြောက်ပြတာမဟုတ်ဘူးနော်အဲ့တော့ကိုပစံပါသွားပြီဆိုတော့ဘယ်လိုလုပ်ရမလဲဆိုတာကိုကိုကကိုညံပါပါနဲ့တေချာလောက် ဖွဲ့မင်းတို့ MAC ဖွဲ့ကတော့အများအားကူညီပေးဖို့အဆင်သင့်ပဲနောက်အဲ့ဒါလေးကိုဒီနေ့လာပြောချင်းဖြစ်တဲ့ပွဲစားနဲ့အလိန်ခံရတဲ့အမှုတွေဟာနေ့စဉ်နေ့စဉ်ဖွဲ့မင်းတို့ရုံးဖုံးကိုဆက်လာတယ်အဲ့တော့ LINE ပေါ်ကပွဲစားတွေ Facebook ပေါ်ကပွဲစားတွေ TikTok ပေါ်ကပွဲစားတွေနောက်အပြောကောင်းကောင်းနဲ့စောက်ဖို့ရှောက်ပြောနေတဲ့ကောင်တွေကိုမယုံပါနဲ့ကိုချွေးနေတာလေးတွေကိုတခြားသတိဝိရနဲ့မန်ကန်နဲ့အချိုးဆောင်နေနဲ့ချိတ်ဆက်ပါလူခေါ်တဲ့လူယုံတွေကိုတိုက်ရိုက်သွားဆက်မှတ်ကြပါဒါလေးတွေကိုဝဲမင်းနေနဲ့ကြမ်းပေးခြင်းနဲ့ဗျဟုတ်ကဲ့ မိုးလေဝသသတင်းတွေဘက်မှာတော့အခုရသက်တပတ်အတွင်းဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာအနောက်တောင်ဘက်သို့လေဟာအားကောင်းရန်ကနေအားလုံးကောင်းနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတော့လာမယ့်အော်တိုဘာလ၁ရက်နေ့လောက်မှာလေပြင်းအနဲ့ရောင်းဝန်တစ်ခုဖြစ်ပေါ်နိုင်ပါတယ်ခင်ဗျာ။ဖိလစ်ပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်ခဲ့တဲ့တိုက်ဖုန်းမုန်တိုင်းဟာမနေ့ကညပိုင်းမှာဗီယက်နမ်နိုင်ငံကုန်းနှင်းပိုင်းကိုဖြတ်ကျော်ဝင်ရောက်ပြီးကုန်းနှင်းပိုင်းမုန်တိုင်းအဖြစ်နဲ့ဒီကနေ့မှာတော့လာအိုနိုင်ငံလယ်ပိုင်းကိုဆက်လက်ပြီးတော့ဖြတ်ကျော်နိုင်ပါတယ်။ ဲ့ဒီကိုနေမိုင်းမုံတိုင်းဟာစက်တင်ဘာ30ရက်နေ့မနက်ပိုင်းမှာတော့မြန်မာနိုင်ငံရှေ့ချမ်းမှာအားပြော့ပြီးတော့ပြက်ပြဲသွားနိုင်တယ်လို့ခန့်မှန်းထားပါတယ်ခင်ဗျာမိုးရွာသွန်းမဲ့ခြေအနေတွေကတော့အနောက်ဘက်ဘင်္ဂလားပင်လယ်အော်ကလေဖိအားနဲ့ရောင်းဝအချိန်ကြောင့်မြန်မာနိုင်ငံရှေ့ချမ်းကမုံတိုင်းအကျဉ်းကြံဆဲတွေကြောင့်မြန်မာနိုင်ငံအနှံ့ပြမှာမိုးတသက်ထန်ထန်ရွာသွန်းနိုင်ပါတယ်အထူးသဖြင့်စက်တင်ဘာ29ရက်နေ့နဲ့30ရက်နေ့မှာတော့ရှမ်းပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းကရင်ပြည်နယ်ပဲခူးတိုင်းနဲ့တနင်္လာရီတိုင်းတို့မှာနေရာကွက်ပြီးတော့မိုးကြီးတာနဲ့ လေပြင်းတိုက်ခိုက်တာတွေဖြစ်ပေါ်နိုင်ပါတယ်ခင်ဗျာအော်တိုဘာလာတရနေ့နဲ့နှစ်ရက်နေတွေမှာတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းထပ်ပိုင်း၊ရှမ်းပြည်နယ်၊မန္တလေးတိုင်း၊ချင်းပြည်နယ်၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဂရင်းနီပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးတာနဲ့လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်ပါတယ်။အော်တိုဘာလာ၄ရက်နေ့နဲ့၅ရက်နေ့တွေမှာတော့မိုးအားပြန်ပြီးတော့ရုံနေနိုင်ပါတယ်။ အခုရက်သက်တပတ်တွင်မိုးသည်ထန်ထိုင်တဲ့အခြေအနေတွေရှိနေတဲ့အတွက်မြေရေကြီးတာလျှက်တပတ်ရေလွှမ်းမှုတော့တောင်ကျချောင်းရေရှန်နာနဲ့မြေပြိုတဲ့အန္တရာယ်တွေကိုအထူးသတိပြုဖို့ကြိုတင်ရှောင်ရှားနိုင်ကြဖို့အကြံပြုအပ်ပါတယ်ခင်ဗျာ။ဒါတော့ဒီနေ့မိုးတည့်၁၂နာရီချိန်ထိနောက်ဆုံးရရှိတဲ့သတင်းကြောင်းရာတွေကိုကျွန်တော်ဝေယံကစူးစိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူအားလုံးကိုစိတ်နှဖျားချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလက်အောက်ကနေအမြဲဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။ထူးခြားတဲ့သတင်းဖြစ်စဉ်ကြောင်းရာတွေနဲ့ဒီကျွန်တော်ညခင်းမှာပြန်လည်ဆုံတွေ့ပါမယ်။ ပေးယူဆိုတာမျှရမယ်ကိုကပို့ပြီးတော့ရကျင်တယ်ဆိုတော့စိတ်ဓာတ်ကဆိုရင်တော့ကို့အတွက်လည်းမကောင်းဘူးကို့ပဝေးခြင်းအတွက်လည်းမကောင်းဘူးလို့ကျမထင်တယ်ကိုကကိုယူသလောက်တော့ပေးမယ်ဆိုတော့မာနလေးတော့အလုံးမှရှိစေခြင်းတယ်ဒါတံပိုးရှိတဲ့လူသားဆိုတာဒါပဲအ ਨੇ စုံတော့ကိုယူသလောက်ပြန်ပေးရမယ် ကိုယူလာတဲ့နည်းနည်းပို့ပြီးပြန်ပေးနိုင်တော့ပို့ပြီးတော့တောင်းဖို့ရှိပါတယ်လို့ကျွန်တော်ပြောပြရစီနိုင်ငံတနိုင်ငံမှာဆိုလို့ရှိရင်ခေါင်းဆောင်ကောင်းနေမှန်ကန်တဲ့ခေါင်းဆောင်တွေရရှိဖို့ဆိုတာအင်တာမရေးကြည့်ပါတယ်ကျမတို့ဒီမိုကရေစီရရှိရေးအတွက်ရုံးကန်ရရတဲ့အနည်း20ကျော်30အထက်မှာတခါတလေလဲဒီလမ်းဟာအင်တာမကျမ်းတာပဲဒါကြောင့်မလို့ကျမတို့ကျမတို့လူ့ဘဝအကင်ပဲတရားဒီမိုကရေစီရပါမလားပေါ့ဖြစ်ပါမလား ဒါပြတော့ကျမတို့ရဲ့ပြည်သူလူထုဟာကြောက်ကြတယ်ကျမတို့ရဲ့ပြည်သူလူထုဟာစိတ်ကမရှိဘူးကျမတို့ရဲ့ပြည်သူလူထုဟာနိုင်ငံရေးစိတ်ဓာတ်မပြည့်ဝဘူးဆိုပြီးတော့တချို့ကအဲ့လိုညှိကြပါတယ်ဒါပေမဲ့ကျမကဒီဟာကိုလက်မခံဘူးကျမယုံကြည်ချက်တစ်ခုရှိတယ်ဘာလဲဆိုတော့ဖေဖေလိုပုပ်ကိုတယောက်ကိုခေါင်းဆောင်အဖြစ်နဲ့လက်ခံခဲ့တဲ့ပြည်သူလူထုဟာနိုင်ငံရေးအမြင်ပြည့်ဝတယ်လို့ကျမဒီလိုပဲယုံကြည်ခဲ့ပါတယ် ဘာဖြစ်လို့ဒီလိုပြောရလဲဆိုတော့ဖေဖေပုံပန်းတရံဟာလူကြိုက်များအောင်ဖန်တီးထားတဲ့ပုံပန်းတရံမဟုတ်ပါဘူးပြောတဲ့အခါကျရင်လည်းပြက်ပြက်တသားဒုံးတိတိနဲ့ပြောတတ်ပါတယ်မမကန်ကန်လုပ်တယ်ဘာမှမင်းသားပုံစံနဲ့လုံးဝမထွက်ပါဘူးသို့တော်ညာလည်းပြည်သူကဒါကိုသဘောကျတယ်အရေးချင်းအဓိကထားမဲ့အရေးချင်းတွေကိုအဓိကထားတတ်တဲ့ပြည်သူလူထုဟာ နိုင်ငံရေးရဲ့ဆုံးဖြတ်ချက်တွေမှန်ကန်မှာပဲလို့ကျွန်တော်ယုံကြည်ခဲ့တယ် အဲ့ဒီလိုယုံကြည်ခဲ့လို့လေဒီဒီမိုကရေစီလှုပ်ရှားမှုထဲမှာဒီမှာဘယ်တော့မှမယိမ်းမယိုင်းဆက်လက်ပြီးတော့ပါဝင်ခဲ့တာဖြစ်ပါတယ်ပြည်သူကလည်းအခုထိဒီမတို့ယုံကြည်ချက်တွေကိုချိုးဖောက်ခဲ့တာမရှိပါဘူးပြည်သူတွေဟာအချိန်ကျလာတဲ့အခါကျလို့ရှိရင်တာဝန်ကို နိုင်ငံရေးအသိရှိရှိနဲ့ထမ်းဆောင်ခဲ့တာကိုကျွန်မတွေ့ခဲ့ရပါတယ်ဒီလိုပဲဆက်ပြီးတော့ထမ်းဆောင်သွားမယ်လို့လည်းကျွန်မမျှော်လင့်ပါတယ်နိုင်ငံကောင်းဆောင်တကူကိုလက်ခံတဲ့အခါမှာ ဒီကောင်းဆောင်ဟာဘယ်လောက်ရိုသားဖြောက်မှတ်တလဲဆိုတာကိုအဓိကထားပြီးတော့ဆုံးဖြတ်ခဲ့တဲ့ပြည်သူလူထုဖြစ်ပါတယ်။ကြောင်းရင်ဟာဒါပါပဲ။ဘိုးချုပ်အောင်စားဟာရိုသားတယ်ဖြောက်မှတ်တယ်ပြည်သူလူထုကိုမလိမ်လည်ဘူးမလှည့်ပြားဘူး။ဩဇာအာဏာစည်းစိမ်မမက်မောဘူးဆိုတဲ့စိတ်ဓာတ်နဲ့ပြည်သူကနေပြီးတော့ထောက်ခံခဲ့တာဖြစ်ပါတယ်။ဒီလိုတကယ်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင် ဖြောင်းမဖို့ရိုးသားဖို့ စည်းစိမ်ဥစ္စာမမဲ့မောဖို့ပြည်သူကိုမလှည့်ပြားဖို့ဆိုတာဒါတော့ခက်ခဲတဲ့ကိစ္စတွေမဟုတ်ပါဘူးသို့တော်ညာလဲလူများရဲ့သဘာဝအရာအာနာဝိအင်တာမလိုချင်ကြတဲ့အခါကြလို့ရှိရင်ယာဓုကိုအင်တာမမဲ့မောလာတဲ့အခါကြရင်ဒီလိုရိုးရိုးသားသားကောင်းကောင်းမမနေဖို့ကိုတောင်မှမေ့သွားကြပါလေအဲ့တော့မမေ့အောင်လုပ်ဖို့ကပြည်သူလူထုရဲ့တာဝန်ပဲ ပြည်သူကအမြဲပဲသတိပေးနေရမယ်ငါတို့ဟာဘယ်လိုကောင်းဆောင်မှုကိုလိုနေလိုချင်တယ်လဲဘယ်လိုလက်ကောင်းဆောင်မှုကိုလက်ခံမလဲဆိုတာကိုပြည်သူကနေပြီးတော့အမြဲပဲသတိပေးနေဖို့လိုပါတယ်တချို့ကနေပြီးတော့ကျမရဲ့အရိုက်အရာကိုခံနိုင်မဲ့ကောင်းဆောင်တယောက်သတ်မှတ်ပေးပါရှာပေးပါဆိုပြီးတော့အဲ့ဒီလို poster တွေထောင်ပြတာမြင်တယ်ပြောကျမကပြောချင်တယ်ကျမရဲ့နေရာယူဖို့ကျမခေါင်းဆောင်တယောက်မလိုချင်ဘူးခေါင်းဆောင်နေမြောက်များစွာလိုချင်တယ် နော်ကျမတို့ခေါင်းဆောင်တယောက်တယောက်ပဲမမျှော်နဲ့လူတိုင်းလူတိုင်းဟာခေါင်းဆောင်ဖြစ်နိုင်တဲ့အရေးအချင်းတွေကိုမွေးမြူကြပါလူတိုင်းလူတိုင်းဟာငါတို့လည်းဒီနေ့တစ်ခါမှကောင်းတဲ့ခေါင်းဆောင်တွေဖြစ်နိုင်တယ်ဆိုတဲ့စိတ်ဓာတ်တွေကိုမွေးကြပါဒါမှကျမတို့ဒီမိုကရေစီရမှာလူတို့တယောက်ကိုတိုက်ပြီးတော့အားကိုးတာဟာဒီမိုကရေစီအတွက်မကောင်းဘူး ဒီသူတွေကကျမကိုအားကိုးတာကျမကြီးအားကိုးတဲ့ခါကျတော်ဝင်မခံနိုင်လို့မဟုတ်ဘူးကျမတော်ဝင်ခံရတယ်တော်ဝင်ယူရတယ်ဒါပေမဲ့ပြည်သူတွေအနေနဲ့ဘယ်တော့မှလူတယောက်တည်းကိုပုံဩပြီးတော့အားမကိုးပါနဲ့ဒါကဒီမိုကရေစီအတွက်မကောင်းပါဘူးကျမကိုလည်းပုံဩပြီးတော့အားမကိုးပါနဲ့ကျမအတတ်နိုင်ဆုံးစ조사ပါလေအတတ်နိုင်ဆုံးစ조사တာလည်းပို့ပြီးတော့ကျမမလုပ်နိုင်ဘူးဒါပေမဲ့ဒီမိုကရေစီပေါ်မှာစေတနာရှိလို့ပြည်သူပေါ်မှာစေတနာရှိလို့ကျမသတိပေးပါရစေ ဘယ်တော့မှပုံကိုတူတဲ့ကိုပုံပြီးတော့အားမကိုပါနဲ့ယုံကြည်တာယုံကြည်တာပဲဒါနဲ့အားမကိုပါနဲ့ပုံကိုကိုကိုအားကိုပါကျမတို့ပြည်သူတွေကပုံကိုကိုအားကိုတဲ့ပြည်သူတွေဖြစ်ပါစေဒါကြောင့်မလို့ကျမတာဝန်မယူနိုင်တာမဟုတ်ပါဘူးတာဝန်ယူရမယ်ပြည်သူတွေရဲ့ကောင်းကျိုးအတွက်ကျမဒီဟာကိုတတိပေးတာပါဒီလိုလူတဦးတယောက်ကိုအားကိုတဲ့အကျင့်ဖြစ်သွားလို့ရှိရင်တိမ်တစ်ခါမှအားမကိုတဲ့နာရဲ့သူကိုအားကိုမိသွားလိမ့်မယ် အာမကောသိနေလို့အာကောမိသွားတဲ့အခါကျရင်ကျမတို့တိုင်းပြည်ဒုက္ခရောက်ပါတယ်။ဒါကြောင့်မို့ဘေဒောလာရင်းကြီးပါမယ်။အာမကောပါမယ်။